ရခိုင်ပြည်တွင်းစစ်ရေးအောင်မြင်မှုနဲ့အတူဒီကနေ့အာရခတက်တော်ဟာအင်းနီရှင်းနိုင်ငံတွေနဲ့တန်တမာဆက်ဆံရတဲ့အောင်မြင်မှုကိုရရှိစေတယ်လို့နိုင်ငံရေးအကြီးအကဲတွေကသုံးသပ်မှုတွေရှိနေကြပါတယ်။အာရခတက်တော်အေဟာနေဆက်ကိုထိန်းချုပ်ထားသူဖြစ်ပြီးနေဆက်တစ်ဖက်မှာပြည်သူတွေရှိရှိဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့ထိတိဆက်ဆံသွားမှာဖြစ်တယ်လို့မြလာ6ရက်နေ့ကဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူခါလီလာရမန်ကနိုင်ငံခြားရေးဝန်ကြီးဌာနမှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာသတင်းထားတွေကိုပြောကြားလိုက်တာဖြစ်ပါတယ်။ ဒါတွေကိုကြည့်ရင်အာရခတက်တော်ဟာ initial နိုင်ငံတွေနဲ့တန်တမန်ဆက်ဆံရေးဒီထက်ပိုကောင်းလာနိုင်ရှိရှိတယ်လို့နိုင်ငံရဲ့အကြီးအကဲတွေကသုံးသပ်မှုတွေရှိနေကြပါတယ်။ရှင်းနိုင်တဲ့လူတွေဟာဒီလိုပဲကြီးမားတဲ့ဂုဏ်သိက္ခာရမှာကြီးမားတဲ့အသိမှတ်ပြုခံရမှာပဲ။တန်တမန်နီးနဲ့လိုက်ပြီးတော့မျက်နှာချိုသွေးနေရတဲ့အလုပ်ကမအောင်မြင်ဘူးပေါ့ဒီကိမမအောင်မြင်တော့ဘူးပေါ့နော်။အဲ့တော့ကကမ္ဘာနိုင်ငံကြီးရတဲ့ကိုယ်နိုင်ငံကိစ္စပဲကိုစိတ်ဝင်စားတော့အားလည်းအတားဘာသူ့လိုကိုသူလုပ်တယ်။လှုပ်လာတဲ့အခါမှာ အဲစီဘွားရေးကိစ္စတွေတန်တမာရေးကိစ္စတွေကနောက်ကနေအလိုလိုပါလာပြီးအောက်ပြင်းလာတာအဲ့ဒါပဲအဲ့လိုပေါ့သူတို့ဘက်ကဒီလိုပြောဆိုလာတဲ့အပေါ်မှာအေးရဲ့စီရေးနိုင်ငံရေးအောင်မြင်မှုပဲဖြစ်တယ်အဲ့ဒီပေါ်မှာနိုင်ငံရေးအတိမပြူလာပဲ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့အာရကတက်တော်ဆက်သွယ်မှုကိုစစ်ကောင်စီဘက်ကကန့်ကွက်မှုတွေပြုလုပ်ပေမဲ့ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့စကားပြုတ်ဖို့ရွေးရှိထားသူပြည်သူနဲ့မဆိုကျိုးဆူဆက်ဆံသွားမှာဖြစ်ပြီးပြည်သူတွေဘာပြောပြောအရေးမကြီးဘူးလို့ခါလီယာရမန်ကတုံ့ပြန်ခဲ့ပါတယ်။